ဖိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ဂန်းကုံ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ဖိတ်သက်တို့အားလုံးအတွက်ခြာရည်သူဒေါက်တာမတ်တင်ဝင်းပညာရေးတက္ကသိုလ်ရေးသားထားတယ်။ရာသဝင်ထဲကမိမသာစာအုပ်ထဲကနမ်မရောမဲနူးလို့အများသိကြတယ်။သခိုင်းမင်းရဲ့ရှင်မင်းတို့အကြောင်းကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်။အကြောင်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လေးပြုလုပ်ပြီးဘေးနာက notify bell လေးကိုနှိပ်ပေးကြပါအောင်ရှင်။ဒါဆိုရင်စတင်လိုက်ကြရအောင်နော်။မြမရာသဝင်မှာ နမဲဆိုးနဲ့မှတ်တမ်းနေခံရသူမိမသားအေးအတွက်အနေငယ်ထဲမှာနမ်မရောမဲနူးလိုလူတိများတယ်ရှင်မင်းနှုတရားပါပါတယ်သူအကြောင်းကိုအဆက်ဆက်မကောင်းပြောကြတာများတဲ့အတွက်ကောင်းကွက်များရှိရင်တောင်းမှအဲ့ဒီကောင်းကွက်များကိုလူတိများဖို့အခွင့်သာမဲမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့သူရန်သူတာယာဝရီမင်းအာနာယာပြီးတဲ့နောက်မှာအစင်ဆက်တက်လာတဲ့မင်းများကလည်းတာယာဝရီရဲ့အနွယ်တော်များ ဖြစ်နေကြလိုပါပဲရသဝဲမှာ မိမသားတယောက်ထင်ရှားလာဖို့ဆိုတာတည်ပြီးလွယ်လာတဲ့ကိစ္စမဟုတ်ပါဘူး။ပရိသေခင်မဆိုတော့မိမသားတယောက်ထင်ရှားဖို့ပထမဆုံးလိုအပ်ချက်ဟာပရိသေအတိုင်းဝိုင်းမှာနေရာရဖို့ဖြစ်ပါတယ်။အဲ့နောက်မှာတော့ပင်ကိုကမထက်မြက်သူများဟာအလိုလိုမိမ့်မိန်သွားတတ်ပြီးထက်မြက်သူများကြတော့နာမည်ကောင်းတဲ့ဖြစ်စီနာမည်သုံးတဲ့ဖြစ်စီထင်ပေါ်ကျော်ကြားလာတတ်ပါတယ်။ဘာပဲဖြစ်ဖြစ်သူတို့အကြောင်းကိုလေ့လာရတာတွေးဆရတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ ီးတော့ယာသဝင်ကြောင်းကိုလည်းတပါးတည်းစဉ်းစားသုံးသပ်ပြီးဖြစ်သွားနိုင်ပါတယ်။မြမယာသဝင်မှာတာတော်အစဉ်၊ညီတော်အဆက်၊မြစ်တော်အညွန်စသည်ဖြင့်ပြောဆိုသုံးနှုန်းတတ်ပေမဲ့ဘယ်မင်းဆက်ကိုမှမင်းသွေးစစ်တဲရဲလို့ပြောလို့မရနိုင်ပါဘူး။မြန်မာနိုင်ငံမှာထင်ရှားခဲ့တဲ့ပြည်ထောင်နိုင်ငံအေဂရစ်နိုင်ငံများကိုစတင်ထူထောင်ခဲ့ကြသူများဟာများသောအားဖြင့်ထီဆောင်နန်းနေမျိုးမဟုတ်တဲ့နေတပါမင်းများဖြစ်ကြပါဗမာပြောရရင်ကျန်စင်မင်း ဘရင်တော်နဲ့အလောင်းမင်းတရားကြီးတို့ဟာငတပါမင်းများဖြစ်ကြပါတယ်။လောင်းမင်းတရားကြီးဟာအထွတ်ထိပ်ကိုရောက်ပြီးတဲ့နောက်သူမရှိတဲ့အခါထီနန်ကိုညီနောင်များ အစဉ်စဉ်အုပ်စိုးကြဖို့မှာခဲ့ပါတယ်။မြန်မာနိုင်ငံမှာဆိုပြီးခဲ့တဲ့အတိုင်းမင်းသွေးစစ်စစ်ရဲလို့မဆိုကြကြသူများထီနန်ရတတ်လို့ပဲလား။ဒါမှမဟုတ်မြန်မာရိုးရာထူးခြားမှုကြောင့်ပဲလားမဆိုနိုင်ပါဘူး။ထီမွေနန်းမွေစက်ခံရင်းမူကတော့အတိအကျမရှိလို့မှန်ပါပဲ။ အလောင်းမင်းတရားကြီးမရှိတဲ့နောက်မှာတားတော်အကြီးတပင်းစာကထိနှန်းဆက်ခံပါတယ်သူကို နောင်တော်ကြီးမင်းလို့လူတီများပါတယ်သူမရှိတဲ့နောက်မှာညီတော်သူညီတူစာကထိနှန်းဆက်ခံပါတယ်အဲ့ဒီအထီးတော်အလောင်းမင်းတရားရဲ့အလိုကြပဲဖြစ်ပါတယ်ညီတူမင်းဟာသင်မြူရှင်ဘွဲကိုခံယူတော်မူပါတယ်သူ့လက်ထက်မှာဖြစ်ပွားတယ်မန်ချူကျူးကျော်စစ်ကိုလည်းအောင်မြင်စွာတွန်းလှန်တိုက်ခိုက်နိုင်ခဲ့ပါတယ်အဲ့ဒီခေတ်စကားနဲ့ပြောရရင် သူဟာဓာတ်ထက်တဲ့ဘရင်တစ်ပါးဖြစ်ပါတယ် အဲ့ဒါကြောင့်သူ့ကွယ်လွန်တဲ့အခါမှာကြိုတင်ရွေးချယ်ထားခဲ့တယ်။အင်ရှေမင်းဖြစ်သူ သူ့ရဲ့သားစင်ကူသားကထိနှံဆက်ခံခဲ့ပါတယ်။စင်ကူမင်းဟာဖခင်လိုဓာတ်ထက်တဲ့သူမဟုတ်တဲ့အတွက်ဖောင်ကားသားပုံကံရံမှာနန်းကြခဲ့ပါတယ်။ဖောင်ကားသားဟာနောင်တော်ကြီးရဲ့သားဖြစ်ပါတယ်။ဖောင်ကားသားဟာထိနှံကိုပိုက်မိုင်နိုင်နိုင်တင်းယူအုပ်ချုပ်နိုင်သွားမရှိပါဘူး။အဲ့ဒါကြောင့်သူ့ကိုနန်းချပြီးအလောင်းမတရားရဲ့သားတော်တစ်ပါးဖြစ်သူ ရုံသားမင်းသားနန်းတက်လာပါတယ်။သူ့ကိုမြမရသဝင်းမှာဘိုးတော်ဖရာရဲ့လို့လူတီများပါတယ်။ဘိုးတော်ဖရာဟာ သူ့ရဲ့သားတော်ကိုအင်ရှေးအရာထားပါတယ်။အင်ရှေးမင်းဟာဖခင်ထက်အရင်ကွယ်လွန်ခဲ့လို့သူ့ရဲ့အင်ရှေးရိုက်ရာကိုဘိုးတော်ရဲ့မိတော်သူသကိုင်းသားကစက္ကံပါတယ်။သကိုင်းသားမင်းသားဟာဘာကြီးတော်လို့မြမရသဝင်းမှာလူတီများခဲ့ပါတယ်။သူအလွန်မြတ်နိုးတော်မူသူကတော့ရှင်မင်းနုဖြစ်ပါတယ်။သကိုင်းမင်းသားဟာ ။အင်းရှင်မင်းအရရာကိုအသက်23နှစ်မှဆက်ခံခဲ့ပါတယ်။မင်းပြိုမင်းလွေမိပြီးလွတ်လပ်စွာမင်းသတိနဲ့သွာလာနေထိုင်လေးရှိသူဖြစ်တဲ့အတွက်ဖလံခုံရွာသာတိဖြစ်သူ ရှင်မင်းနှုကို အမရာဘူးရနေပြီးတော့မှမြင်တွေးပြီးမျက်နှိုးတော်မူလို့ကြောက်ယူခဲ့ပါတယ်။ရှင်မင်းနှုအင်းရှင်မင်းရဲ့ဆိုင်တော်ကို ရောက်လာတဲ့အချိန်မှာသခိုင်းမင်းသားမှာဘိုးတော်ကစောင်းနှင်းထားတဲ့အင်းရှင်မင်းပြားရှိနေပြီဖြစ်ပါတယ်။အင်းရှင်မင်းပြားဟာပြီးဖွာရင်ပွင့်လွန်သွားခဲ့ပါတယ်။ ဘိုးတော်မင်းတရားကြီးဟာသခိုင်းမင်းရဲ့အိမ်တော်မှာရှင်မင်းနှုရောက်နေတာကိုနှစ်ချိုက်ခြင်းမရှိပါဘူး။ဒါကြောင့်မင်းသမီးငယ်ကလေးတစ်ပါးဖြစ်သူပဒေါင်းမင်းသမီးကိုချွေနှန်းထုံးတမ်းတဲ့အညီအိမ်ရှိမိပြားအဖြစ်ထပ်မံထိမ်းပြားပေးပြန်ပါတယ်။ဒါပေမဲ့အိမ်ရှိမင်းကတော့ရှင်မင်းနှုမှာရှင်မင်းနှုဖြစ်နေပါတယ်။ရှင်မင်းနှုကိုဗရေသရေအတိုင်းဝိုင်းကအမျိုးနိုင်သူတအုပ်အဖြစ်မှတ်ယူပါတယ်။ရှေ့မှာ မလန်းဝင်ပေမဲ့ကြွေရမှာတော့နမ်းမတော်မဲနူးလိုပဲမခံလေးသာခေါ်ကြပါတယ်။မဲနူးကိုပရိသေတိုင်ဝိုင်းသာမကသူ့ရဲ့သူ့ရွာကလူများကပါညားစွာမလေးသာကြဘူးလို့လည်းဆိုကြပါတယ်။သခိုင်းမင်းဟာအင်းရှိဆန်အဖြစ်၁၇နှစ်ကျော်ကျော်နေပြီးမှဘိုးတော်နန်းရွာဆန်တဲ့အတွက်1819ခုနှစ်မှာထိနှန်းကိုတင်ပိုက်ခဲ့ပါတယ်။သူမင်းဖြစ်ကိုရလာတဲ့အခါမှာမိဖုရားကောင်းကြီးဖြစ်လာသူကတော့ရှင်မင်းနူပဲဖြစ်ပါတယ်။ဘရင်ဖြစ်သူက များစွာမြန်နိုးတော်မူတဲ့အတွက်ရှင်မင်းတို့ကို ခွေရမားထိပါပုတ်ခတ်ပြောဆိုကြတာများလာပါတယ်။သူခင်တဲ့သူအယူသေးကြလေတော့ဘရင်ဟာတန်မှန်ထက်ခဲ့ပြီးသူ့ကိုမြန်နိုးနေတာဟာရှင်မင်းတို့ကသုံးမကြီးဖြစ်နေလို့ပြူသားထားတာလို့လည်းဆိုကြပါတယ်။မောင်ရင်ဖြစ်သူဆလင်းမျိုးသားမောင်အိုကိုတောင်မောင်အရင် မဟုတ်ကြလေဟန် ပြောဆိုကြပါသေးတယ်။ဘာပဲဖြစ်ဖြစ်သခိုင်းမင်းဟာ အမရာဘူရာ မျိုးတော်ကနေပြီးစရုထအချင်းမျိုးတစ်ပြန်တဲ့တဲ့အင်းဝါကိုပြောင်းရွှေ့ပြီးမျိုးသိမ့်ပွဲခံတဲ့အခါမှာသူ့ရဲ့သဘောထားကိုမင်းပြိတ်တက်များတိနာလဲအောင် ပြသခဲ့ပါတယ်။ပြသပုံကတော့နန်းဥယျာဉ်ထဲကိုရှင်မင်းသူရဲ့လက်ကိုဆွဲပြီးဝင်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။သခိုင်းမင်းအနေနဲ့အဲ့တလောက်ညှိုးတယ်ဆိုတော့ရှင်မင်းသူဟာချောမောလှပါလွန်တယ်လို့ထင်ရင်မှားပါလိမ့်မယ်။သူဟာတမန်ရွက်ချမ်းရီကျိုးလောက်သာရှိသူဖြစ်တယ်လို့သိရပါတယ်။ ဒါပေမဲ့အနေတိုင်းတက်ပြီးအပြုစုကောင်းလို့ပါနဲ့လိမ်မာလို့သာဘရင်ရဲ့ချစ်ခင်မြတ်နိုးမှုကိုထိမ့်သိမ်းထားနိုင်သူဖြစ်တယ်လို့ဆိုရပါလိမ့်မယ်။ရှင်မင်းသူဟာဘရင်မင်းမြတ်အလွန်မြတ်နိုးတယ်။မိဖုရားကောင်းကြီးဖြစ်လာတဲ့အခါမှာထီနန်းတလီအရာအရာရာမှာ သူ့မပါမပြီးဖြစ်လာပါတယ်။အင်းဝနန်းကိုသိမ့်ပိုက်ပြီးတဲ့အခါမှာသဂိုင်းမင်းဟာမௌတာပီတိကခံပါတယ်။အတူတွဲလျက်ဘိသိက်ခံရသူက ရှင်မင်းသူဖြစ်ပါတယ်။အဲ့လိုကြီးကျယ်မြင့်မြတ်တဲ့ ိသိခန်းမိဖုရားဆိုတော့ဘရင်မင်းနဲ့အတူတူကျင်းပသမျှညီလာခံများကရော့ခံပွဲများကိုတက်ရောက်ရပါတယ်တက်ရောက်ရပုံမှာမလိုတဲ့သူများအခံရခက်လေးဟောင်းတိဟာသနာပလင်ဘဒုမာသနာပလင်များမှာမင်းများနဲ့အတူရှင်တွဲပြီးထိုင်ရတာဖြစ်ပါတယ်တစုံတယောက်ဟာအဲ့ဒါလောက်ကြီးမြင့်လာပြီဆိုရင် သူ့ကိုချီးကပ်ခါစားပြီးကြီးပွားအောင်ကြံဆောင်ကြသူများရှိလာတတ်ပါတယ်သူကိုယ်တိုင်ကတော့မိမိနေရာမှာမိမိမြဲအောင်ကိုယ်ပိုင်စွမ်းအားပွားဖို့ လိုနေတယ်ဆိုတာသိထားသူဖြစ်ရင် ခစားလာသူများတဲ့ကသူယုံကြည်အားထားရသူများကိုချီးမြှင့်တော်မှာဖြစ်ပါတယ်။ရှင်မင်းသူအနေနဲ့ထိနှက်အလဲမာနေပြီးမိမိရဲ့ရည်တည်ရေးအတွက်ကိုပိုင်းစွမ်းအားပွားအောင်စံဆောင်မှဖြစ်မှာကို သူကိုယ်တိုင်မဆိုထားနဲ့သူအကြောင်းကို လေးလာရသူများတောင်အလွယ်တကူနားလည်နိုင်လောက်တဲ့အခြေအနေမှာရှိပါတယ်။သူမှာအားကိုအားထားပြုနိုင်တဲ့မောင်အရင်ဆလင်းမျိုးစားဥဥရှိနေပြီဖြစ်ပါတယ်။အဲဒီတော့ မောင်နှမနှစ်ယောက်ဟာသီလုံးသွားနဲ့အင်အားမွေးကြတော့တာပါပဲရှင်မင်းနူတို့မောင်နှမနန်းတွင်းမှာအင်အားစုနိုင်တဲ့အနေထားကလည်းရှိနေပါလေတကိုင်းမင်းဟာမင်းပြူမင်းလွင်ဘဝကလေးကလွတ်လပ်ပျော်ပါသွားနေထိုင်တတ်ပါတယ်အချမ်းရံမပါပဲလေလှည့်လေသွားလာတတ်ပါတယ်အဲ့လိုနီးနဲ့ရှင်မင်းနူကိုတွေ့ခဲ့သူဖြစ်ပါတယ်ရှင်မင်းနူဟာတကိုင်းမင်းရဲ့ဝတီကိုကောင်းစွာနားလေလောက်အောင်နေမှာပါနေသူဖြစ်ပါတယ်အဲဒါကြောင့်မင်းကိုလည်းအနူနီးနဲ့လွှမ်းမိုးထားနိုင်ပါတယ် မြင်ကိုယ်တိုင်းကလည်းပြည်တွင်ပြည်ပါအရေးများမှာစိတ်ဝင်စားတဲ့အတွက်ရောက်ပါတော့စလင်းစားဘူးအိုဖို့လွတ်တော်တက်ပြီးဝင်းကြီးများအပေါ်ဩသွာအာနာလွှမ်းမိုးနိုင်လောက်တဲ့အခွင့်အရေးကို အလွယ်တကူရလာပါတော့တယ်။နန်းတွင်မှာမင်းကြီးမင်းသားများသူ့အချမ်းရန်အတင်ပင်နဲ့သူဆန်သားနေကြပါတယ်။အဲ့ဒီအထဲမှာသကိုင်းမင်းရဲ့ညီတော်အရင်ဖြစ်တဲ့တာယာဝရီမင်းသားလည်းပါပါတယ်။တာယာဝရီမင်းသားဟာရှင်မင်းနှုရဲ့မောင်ဖြစ်သူတို့ကို အခြားခြားတော်သူများလိုပဲအလိုမကြနိုင်မကြည်ပြူနိုင်သူဖြစ်ပါတယ်ဒါပေမဲ့သူဟာဥဟိုရဲ့နေရာကိုအစောပိုင်းကပြိုင်ဆိုင်ရယူထားဖို့အာမထုတ်ခဲ့ပါဘူးသူနောင်တော်နီးတူပျော့ပျော့ပါပါပဲဆန်သားနေထိုင်ခဲ့ပါတယ်ရှင်မင်းနူတို့မောင်နှမဟာသူတို့ကိုဘယင်မင်းမြတ်ကလွဲလို့ကြည်ပြူသူ မရှိသလောက်နေပါတယ်ဆိုတာသိပြီးတဲ့နောက်သူတို့ပဲသားများနဲ့ပြည်တွင်ရေးကိုအပိုင်ကင်ထားနိုင်အောင်စူးစမ်းကြတာမှားတယ်လို့မဆိုတာပါဘူး ဘာကြောင့်လဲဆိုတော့ပရိသေခင်မှာအင်အားဟာအမှန်တရားဖြစ်ပြီးလက်ဦးမှုရထားရေးဟာအရေးကြီးလိုပဲဖြစ်ပါတယ်။အဲ့ဒီလိုအခြေအနေမျိုးနဲ့နန်းတွင်းမှာရှုပ်ထင်းနေလေတော့ဘေးရင်မင်းမြတ်ရော ရှင်မင်းနူတို့ရောသူတို့ကို လိုလားသူများရောနန်းတော်ပြင်ပမှာဘာတွေဖြစ်နေကြသလဲဆိုတာတည်တည်ချာချာသိနိုင်ဖို့အခွင့်အလမ်းနေပါနေပါတယ်။သခိုင်းမင်းနန်းတက်ခဲ့တဲ့1819ခုမှာဥရောပမှာနပိုလီယံစစ်ပွဲများပြီးတာ၄နှစ်ကြာပါပြီ။ သဘောကတော့အင်္ဂလိပ်ဟာအင်အားကြီးမှပြီးပြင်သစ်ကို အနိုင်ရထားပြီးပါပြီလက်အောက်ခံတွေများကို အပြိုင်သိမ့်ပတ်ရမှလဲပြင်သစ်ဟာအင်္ဂလိပ်နဲ့တန်းတူပြိုင်ဆိုင်မှုမရှိတော့ဘူးလို့ဆိုနိုင်တဲ့အနေအထားရောက်သွားပြီဖြစ်ပါတယ်ဆက်ရှိရာသူမှာ ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့စက်မှုခေပြောင်းတော်လန်ရေးကြောင့်အင်္ဂလန်နိုင်ငံမှာရောင်းကုန်ထုတ်လုပ်ရေးလုပ်ငန်းများ၁၉ရာစုအစောပိုင်းမှာ များစွာတိုးတက်လာပါပြီအဲ့ဒီတော့ အပိုင်သေးခွက်အဖြစ်နေချဲဖို့လဲကြိုးပမ်းမှုများပို့ပြီးလှူလာကြပါပြီ။အဲ့လိုအချိန်နေမှာအင်္ဂလိပ်ဟာအိန္ဒိယနိုင်ငံမှာနေတကြိုးကို အပိုင်သိမ်းထားပြီးဖြစ်နေပါတယ်။အဲ့ဒီနေများနဲ့မြန်မာနိုင်ငံတို့နေသက်ချင်းဆက်ဆက်နေရတော့ပြဿနာခဏခဏပေါ်ခဲ့ဘူးပါတယ်။အင်္ဂလိပ်ကသူတို့အနေနဲ့ပြင်းထန်တဲ့အားပြိုင်ရရချင်းအင်္ဂလိပ်ဩစာအိန္ဒိယမှာဖြန့်ကျက်ဖို့စူးစမ်းနေရချင်းလုံးကတော့မြန်မာနဲ့ ပြဿနာမဖြစ်အောင်တန်တမန်ဤအရာ ဖြေရှင်းခဲ့ပါတယ်။1824ခုရောက်တဲ့အခါမှာတော့သူတို့ဟာမြန်မာနိုင်ငံကိုကျူးကျော်ဖို့အစအစအရာရာ ပြင်ဆင်ပြီးဖြစ်လာပါတယ်။အဲဒါကြောင့်ရှင်မဖြူကျွန်းအရေးမှာတင်းတင်းမာမာဆက်ဆံပြီးစစ်ကြင်ညာတိုက်ခိုက်ဖို့အထီးဖြစ်လာပါတယ်။အချို့သောနေချေသမိုင်းဆရာများကအင်္ဂလိပ်ကျူးကျော်စေဖြစ်ရတာနမ်းမတော်မယ်နုကား စစ်လူလာပြီးသူ့ရဲ့စစ်တူကြီးမဟာဗန်လူလာကစီရေးရာအစွမ်းပြရင်ချီးမြှင့်အမြောက်စားခံခြင်းလို့ဖြစ်တယ်လို့ပြောကြပါတယ်အဲ့ဒီချက်ဟာမှားပါတယ်ရှင်မင်းနူနဲ့မဟာဗန်လူလာလို့မရှိရင်လေအပိုင်သေးွက်ရှာခြင်းနေတဲ့အင်္ဂလိပ်ကစစ်ဖြစ်အောင်လှုပ်ဆော်มาပဲဖြစ်ပါတယ်တစ်ချက်ကိုတော့စဉ်းစားစရာ ရှိနေပါတယ်မြန်မာတို့ဟာအင်းကြီးချင်းနိုင်ငံများနဲ့စစ်ဖြစ်ပွားတဲ့အခါမှာနိုင်ငံကြီးကလည်းများတဲ့အပြင် ဖြစ်ကြောင်းနေမီဆုံးရှုံးရတယ်ဆိုတာအတွေ့အကြုံမရှိခဲ့ပါဘူး။နောက်တစ်ချက်ကလည်းဒီကွက်ရှာဖို့စစ်တိုက်သူများဟာလက်နက်ဆန်များကို အပတ်တကုန်တီထွင်ထုတ်လုပ်တတ်လို့သူတို့ရဲ့စင်ရဲဟာဟာကြီးမားလာတယ်ဆိုတာကို အင်းဝါရွှေနန်းသူနန်းသားများတေချာကားကားနာနာမသိကြပါဘူး။သူတို့သိတာကတော့ဒီနန်းကို အပြိုင်သိမ့်နိုင်ရေးပါပဲ။အဲဒါကြောင့်ရန်ကုန်ဘက်ကိုစစ်တွက်ခဲ့တဲ့တာယာရီမင်းသားဟာနောင်တော်ကိုစောင်းပြီး သုံးမကြည့်လင်ပထောင်ကို တောင်ညာတင်မှာချင်းကြီးမောင်ရွှေညာရက်ကို ပြန်ခဲ့မယ်လေဆိုတဲ့လေလောတန်နဲ့အကြီးကိုဆင်းသွားတယ်လို့ဆိုပါတယ်ရှင်မင်းနူတို့နဲ့တာယာရီမင်းသားကြားမှာစစ်မီးတဲ့အလံကြီးတဲ့အမုံမီးသားဟာပွားတဲ့ထဲပွားနေပြီဖြစ်ပါတယ်ပထမအင်္ဂလိပ်ကျူကျော်စစ်မှာရှင်မင်းနူတို့အားထားရတယ်သစ်သူကြီးမဟာပန်နူလာကြာရှုံးပါတယ်ရှင်မင်းနူဟာအဲ့ဒီတည်င်းကြတဲ့အခါငိုကြွေးရှာတယ်လို့ဆိုကြပါတယ်စီကြီးမှာ မြန်မာဘက်ကတဆုတ်သေးစုတ်နေရလေတော့တာယာဝရီကစစ်ပြင်းကြီးလိုတဲ့ဘက်မှာရှိနေပါတယ်။ရှင်မင်းနုနဲ့ဥဝေရိုကဖြည့်အချိန်လေးကိုတကယ်တမ်းပါဝင်တိုက်ခိုက်နေရသူတာယာဝရီမင်းလောက်ဂကနာနာတေချာသွားမသိတော့မာနာမချနိုင်သေးပါဘူး။အဲ့ဒီတော့စစ်ပြင်းကြီးကိုစန့်ကျင်ပါတယ်။အစောပိုင်းမှာဘရင်ကသူ့ဘက်ပါပါတယ်။ဒါပေမဲ့တခြားမှုမှန်များရဲ့ရှင်းလင်းထောက်ကြားချက်အရာစစ်ပြင်းကြီးမှုဘရင်ကိုယ်တိုင်အရေးတောင်းဆိုခဲ့ပါတယ်။ရနေပုံစာချုပ်အရာ မြန်မာဘက်က ရခိုင်နဲ့တနင်္လာရီကိုပေးရတဲ့အပြင်ဖိရောကြီးငွေများကိုလည်းပေးရပါတယ်။အင်္ဂလိပ်တန်ဖြစ်သူဘာနေကိုလည်းနေပြီးတော့မှလက်ခံခဲ့ရပါတယ်။ပထမအရေးဖိရောကြီးပေးရမှာရှင်မင်းနူပိုင်းငွေများကိုပါစူးစောင်းပေးလိုက်ရတယ်လို့ဆိုပါတယ်။၎င်းမင်းဟာမူလာကလေးကတန်ရေးပြည်မှာစိတ်ဝင်စားပဲသက်သာတယ်လို့နေလာခဲ့သူ ဖြစ်ပါတယ်။ဒါပေမဲ့အခုလိုစစ်ဆုံးပြင်ဖြစ်လာတဲ့အခါမှာ မိမိစိတ်ကိုမိမိမဖြေသားနိုင်မယ်။ကိုကျမ်းမာရေးသားမကစိတ်ကျမ်းမာရေးသားချွေရင်းစာပြူလာပါတော့တယ်။ဘယင်ဖြစ်သူစိတ်မတည်မငြိမ်ဖြစ်လေနန်းတွင်အားပြိုင်မှုရှုပ်ထွေးလေ ဖြစ်လာပါတယ်။ရှင်မင်းနုတို့မောင်နှမနဲ့တာယာဝရီမင်းသားတို့ဟာအုပ်စုဖွဲ့ပြီးစောင့်နေကြပါတယ်။သလင်မင်းသားဟာတာယာဝရီမင်းသားနဲ့အပေါင်းပါနှမတော်ပကံမင်းသမီးရဲ့ဂျုံကိုဖမ်းဆီးဖို့ကြိုးစားလာတဲ့အခါမှာတာယာဝရီမင်းသားတို့အုပ်စုဟာ လက်ဦးမှုရရွေးအတွက်ရှိဝေဘဘက်ကိုထွက်ခွာခဲ့ကြပါတယ်။ပြည်တွင်းရေးအခြေအနေကိုအခက်ခတ်ပြီးစဉ်းစားရရင်သခိုင်းမင်းဟာထိနှံအမွေကိုပြစ်တနာများနဲ့တကွာဆက်ခံခဲ့ရသူဖြစ်ပါတယ်။ဂျူဒီယာကိုတွားရောက်တိုက်ခိုက်ခဲ့ကြလို့စစ်စင်မှုများကြောင့်စစ်ပန်းပြီးပြည်တွင်းစည်းဝါးရေးကြဆင်းခဲ့ပါတယ်။ပြီးတော့ပထမကျူးကျော်စစ်ဖြစ်လာတဲ့နေသက်ပြစ်တနာများကိုလည်းဆက်လက်ရင်ဆိုင်ရပါတယ်။အဲဒီလို့ ခက်ခဲတဲ့နိုင်ငံရေးပြဿနာများကိုသခိုင်းမင်းကဖြေရှင်းရလဲမသိဖြေရှင်းနိုင်သွားလဲမရှိနဲ့သူ့ဘာသာသူပြောတယ်လို့နေလေတော့နေရာတကာမှာတွင်ကျဲနေကြတယ်ရှင်မင်းတို့မောင်နှမအဖိုးရမှာတိုင်းသူပြည်သားများ မကျင်တဲ့သမျှကိုအပြေအဝါခံနေရပါတော့တယ်ရှင်ပြင်းညံ့တာကိုညံ့တယ်လို့မမြင်သူညံ့လို့မိဖုရားအလွှမ်းမိုးခံရတာကိုလည်းအကြောင်းရင်းမစင်စားကြတော့ပဲရှင်မင်းတို့ကိုပဲညိုးနေကြပါတယ် ဲဒါကြောင့်လေရွှေဘိုးဘက်ကိုတက်သွားတယ်။တာယာဝရီမင်းဘက်ကိုပူပေါင်းကြသူများများတစ်ထည့်များလာကြတော့တာပါပဲ။အတူချုပ်ဆိုရရင်တာယာဝရီမင်းသားဘက်ကအာသာပြီးအမရာဘူရကိုအခြေပြုကနမ်းတက်ခဲ့ပါတယ်။နောင်တော်ကိုအကျဲကျုံနဲ့ထားခဲ့ပါတယ်။ရှင်မင်းနုနဲ့ဥအိုကိုတော့သစ်ဆေးပြီးအပြေပေးခဲ့ပါတယ်။ရေမာချပြီးတည်တံပေးလိုက်တာပါပဲ။ရှင်မင်းနှုရဲ့ကောင်းွက်များကိုမသိနိုင်တာထားပါတော့သူ့ွက်များကိုသူ့ရမှာတော့ ပြိုင်ဘက်ရန်လူများကအစဉ်ဆက်ဆိုသမျှတာတည်ကြရတာပါပဲ။ဒါကိုလည်းနိုင်ငံတကာမှာအာဏာရရှိရေးအတွက်အားပြိုင်မှုများဖြစ်ပွားခဲ့တာနဲ့နှိုင်းယှဉ်ရင်ရှင်မင်းတို့ကိုစိုးလာကြည့်ရဲ့လို့မဆိုနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့သူ့လုပ်ရဲများမှာရက်ဆက်မှုထက်မတိနာမလည်မှုကပိုပါတယ်။ပြီးတော့နန်းလွင်ရေးကွက်ကွက်ကလေးသာကြီးပြီး နိုင်ငံအရေးကိုမကြည့်နိုင်ငံတကာအရေးကိုမတိတာကသူ့တယောက်ထဲလည်းမဟုတ်ပါဘူး။အဲဒါကြောင့်လဲ တာယာဝရီမင်းလက်ထံမှာနိုင်ငံကို တိုးတက်လာအောင်စစ်ပြန်ရတဲ့အင်္ဂလိပ်တို့နဲ့အစာစာအရာရာမှာရှင်နိုင်အောင်မကြံဆောင်နိုင်ခဲ့ပါဘူး။ညီကုံအနေနဲ့ကတော့စိတ်ဝင်စားသပွဲဖြစ်ရကလေးကို တင်ပြလိုပါတယ်။အခုထက်တိုင်းအင်းဝမျိုးဟောင်းမှာမဲလူအုပ်ချောင်းတို့တွင်တဲ့မဟာအောင်ကြီးဘုံဆန်းအုပ်ချောင်းရှိပါတယ်။အဲ့ဒီအုပ်ချောင်းမှာသတင်းသုံးခဲ့ဘူးတဲ့။ဆရာတော်ဥပုပ်ကို ရှင်မင်းသူက အလွန်ကြည်ညိုပါတယ်။သူကို ရေမာချပြီးတည်တံပေးတော့မယ်ဆိုတော့ဆရာတော်ကိုနောက်ဆုံးဖူးတွေ့ဖို့အခွင့်တောင်းပါတယ်အခွင့်ရတဲ့အခါမှာဆရာတော်ထံကို အာနာသားများခြံရံပြီးတွားရောက်ဖူးမျောပါတယ်အဲ့ဒီအချိန်မှာဆရာတော်ဟာ အမရာဘူးရာမင်္ဂလာပုံကြောင်းចောင်းတိုက်ကို ရောက်ရှိနေပြီဖြစ်ပါတယ်ရှင်မင်းသူဟာစာကြည့်နေတဲ့ဆရာတော်ကိုဖူးမျောပြီးသူဟာတာယာဝရီမင်းရဲ့စီရင်ခြင်းကိုခံရတော့မယ်ဆိုတာကိုရှောက်ထားပါတယ်ဆရာတော်ကလည်းမင်းသူ့ သူ့ကျွေးရှိကဆက်ရလိမ့်မည်တူတူပဲမိန်တော်မူပါတယ်ရှင်မင်းသူဟာအကင်းပါသူထက်မဲ့သူဖြစ်လေတော့တူတောင်းလာတဲ့ဆရာတော်စကားကိုကောင်းစွာ နားလည်ပုံပေါ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘာကိုမှထပ်ပြီးမလျှောက်ထားတော့ပဲအာနာသားတို့ခေါ်တဲ့နာကို တည်ငြိမ်အေးဆေးစွာလိုက်သွားခဲ့လို့ပဲဖြစ်ပါတယ်။ရှင်မင်းသူဟာပရိသေခင်မိမသားများအနေနဲ့အမြင်ပါသောနေရာကို အလွန်လှမ်းဝေးတယ်။အခြေအနေကနေပြီးကံအားလျော်သွား ကရောက်နိုင်ခဲ့ပေမယ့်သူဟာအဲ့ဒီနေရာကိုရောက်နိုင်ဖို့အရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်သူသခိုင်းမင်းကိုကောင်းစွာကြိုးကင်နိုင်သူဖြစ်ပါတယ်။အဲ့ဒီလိုကြိုးကင်နိုင်သွမ်းရှိပေမယ့်အခြေအနေရရက်ကိုကောင်းစွာသုံးသပ်နိုင်တဲ့ပညာဗဟုသုတနဲ့တော့မပြေဆုံးရှားပါဘူး။ရှင်မင်းသူဟာထက်မြက်သူတတ္တိရှိသူလौတမားကိစ္စတို့ကိုကောင်းကြိုးဖိုးကြိုးများကိုဝင်ဝင်စားစားခံနိုင်သူလို့ဆိုရင်မှားမယ်မထင်ပါဘူး။အဲ့ဒီလိုစိတ်ထားမျိုးကို ပညာတို့သတိတို့နဲ့သာတွေ့ပေးနိုင်ရင်ရာဇဝင်မှာနာမည်ဆိုးနဲ့တွင်ကောင်းမှာ တွင်ပေလိမ့်မယ်လို့ယူဆရပါတယ်။ဒါပေမဲ့ရာဇဝင်ဆိုတာကလည်းပြောရခက်သားကလား။ဘာကြောင့်လဲဆိုတော့ရာသမားအထောက်ထားပေါ်မှာသာအခြေပြုကောက်ချက်ရှားရတာမို့ကံဒီကံမှမှန်မယ်လို့တော့ဘလို့မှစွန်စားပြီးအာမမခံနိုင်ပါဘူး။ဟုတ်ကဲ့အဆုံးထိနားဆင်ပေးလို့ကျေးဇူးပါရှင်။နောက်လဲနားဆင်နိုင်မှုအတွက်ကျမတို့ရဲ့ channel လေးကို subscribe လေးပြုလုပ်ခဲ့ကြဖို့တောင်းဆိုပါတယ်ရှင်။